အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကြက်ကုန်းမောင်ကျော်ဖြစ်တာနဲ့ကျမကျော်ဖြစ်တဲ့နေ့လေးကိုမျှဝေပေးခြင်းပါတယ်ရှင်ကြက်ကုန်းမောင်ကျော်ဖို့အတွက်ကြက်ရင်ပုံက25ကျပ်သားကိုတကိုက်စာအတုံးတင်ရေးတွေထားပေးပါတယ်ရှင်ရတာနေဖို့အတွက်စားအနေငယ်ထည့်ပါမယ်ဟင်ခမ်းမုံကိုတော့လက်ဖက်စာစုံနဲ့တစုံထည့်ပါမယ်ရှင် ဘင်းငယ်မြရဲ့အချီကိုလည်းထမင်းစားဆုံးနဲ့တစုံထဲပါမယ်။ခရူးစီကိုလည်းထမင်းစားဆုံးနဲ့တစုံထဲပါမယ်ရှင်။မြေုပ်ကောင်းမှုအနေငယ်ကိုလည်းထဲပါမယ်။ပြောင်းကုန်မှုကိုလည်းထမင်းစားဆုံးနဲ့တစုံထဲပါမယ်။အားလုံးထည့်ပြီးသွားရင်တော့အရသာနှံ့ဆက်သွားအောင်လို့နေပြလိုက်ပါမယ်ရှင်။ ားလုံးသမားအောင်နေပြီးွားရင်တော့ကြက်သားရဲ့အသားလေးကိုအရသာတွေပူဝင်သွားအောင်လို့ဒီဆင်5မိနစ်တနာရီလောက်နှက်ထားပေးလိုက်ပါမယ်ရှင်။အသီးဝဲတွေကိုတော့မိမိကျက်နှစ်သက်ရသုံးနိုင်ပါလိမ့်ရှင်။ကျမကတော့မုံလာဦးနီပန်ငရုပ်ွားရဲ့ပူစားပေခရမ်းချင်းတီဘန်ကောက်ဝင်ရဲ့စက်တော်မိတ်တို့သုံးပါ နောက်ထပ်လိုအပ်တာကတော့စက်တော်အနီးစက်တော်ရှူခြင်းနဲ့ကန်တဲ့ကုန်းမောင်ကြီးကျော်တဲ့မပါမဖြစ်တဲ့မြို့တီအချောက်တောင်တို့ပဲဖြစ်ပါရဲ့ရှင်။အသီးရွက်တွေကိုတော့မိမိကျန်နှစ်သက်တဲ့ပုံစံလီထားမှန်ပါရဲ့ရှင်။စက်တော်နီကိုတော့လေးစေးစေးပြီးတော့တကွာချင်းစီခွာထားပြီးပါတယ်။ခြင်းကိုလည်းချောင်းတီတီလေးတွေလီထားပါရဲ့။ ကြက်တံဖြူကိုလည်းဓာပြရိုက်ပြီးတော့တည်တည်လီထားပါတယ်။ကြက်တံမဲကိုတော့လက်နဲ့စစ်လောက်လေးတွေပန်းဖြစ်ထားပြီးပါတယ်။ပကံတစ်ခုရဲ့ကိုကော်မုတ်ထမင်းစားစုံတစုံရေဘူးထမင်းစားစုံနဲ့လေးစုံထည့်ပြီးတော့ကော်မုတ်လေးတွေပျော်သွားတဲ့အထိအောင်ဖြောထားပေးပါမယ်။ပြီးရင်တော့သူ့ထဲကို ဟင်းခမ်းမုံလက်ဖက်စားစုံနဲ့တစုံတကြားကိုတော့ထမင်းစားစုံနဲ့တဝက်ထည့်ပါမယ်။ တင်းငယ်ပြားရဲ့အချို့ကိုထမင်းစားစုံနဲ့တစုံထည့်ပါမယ်။ခယူးစီကိုလည်းထမင်းစားစုံနဲ့တစုံထည့်ပါမယ်။လဲတင်းငယ်ပြားရဲ့အနောက်ကိုတော့ထမင်းစားစုံနဲ့သုံးပုံပုံတစ်ပုံစာလောက်ထည့်ပြီးတော့အားလုံးကိုတမတော်အောင်လို့မှွေထားလိုက်ပါမယ်ရှင်။စားလို့စားကြဖို့အတွက်ကြောင်မဲ့ဦးရဲကိုစီထည့်ပြီးတော့အပူပေးထားပါမယ်။စီနေငယ်ပူလာပြီဆိုတာနဲ့အရင်ဦးဆုံးမြူတီ6တောင်းလေးကိုထည့်ပြီး ော့ဒီရေးလေးနဲ့ကြော်ထားပေးပါမယ်ရှင်။ရုပ်ဒီဆောင်လေးကြီးအယောင်လေးပြောင်းပြီးတော့ကြက်တဲ့အနေထားလေးရောက်ပြီးအနက်လေးမှုလာပြီးဆိုရင်တော့ပကံတစ်ခုထဲမှာဆက်ထည့်ထားပါမယ်။ပြန်တော့ဒီငရုတ်တိကြော်ထားတဲ့စီနဲ့ပဲအရသာနဲ့ထားတဲ့စက်သားလေးတွေကိုထည့်ပြီးတော့ကြော်ပြပါမယ်ရှင်။စက်သားတွေကိုထည့်ကြော်တဲ့အခါမှာမမှွေသေးပဲနဲ့တစ်ဖက်ချမ်းကိုကျက်တဲ့ထီအောင်3မိနစ်လောက်ကြော်ပြပါမယ်ရှင်။ ၃လမိနစ်လောက်ကြောပေးပြီးလို့တစ်ခါကကြက်တဲ့အနေထားလေးရောက်ပြီဆိုရင်တော့နောက်တစ်ခါကိုလည်းပြောင်းပြီးတော့၃မိနစ်လောက်ထပ်ပြီးတော့ကြောပေးပါမယ်ရှင်။ကြက်သားကိုကြောလာတာနှစ်ဖက်လုံးတက်ပြီးတော့ခုလိုနေထားလေးရောက်ပြီဆိုရင်တော့ဂျင်းလီထားတာလေးလေးကိုထည့်ပြီးတော့ကြောပါမယ်။ဂျင်းလေးကိုကြော်လာတာအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ ပပလီကားတဲ့စက်တန်ဂူလေးတွေထည့်ပြီးတော့စော်လို့ရမှာရှင်။ဂျင်းနဲ့စက်တန်ဂူလေးကိုကြော်လာတာအနက်လေးတော်တော်လေးမွေးလာပြီဆိုရင်တော့ကြော်ရတာနဲငယ်မှမယ်မုံလာဥအနေနဲ့ဘန်ကော်ဘီပွဲလှိထားတာတွေကိုရေဦးဆုံးထည့်ပြီးတော့ကြော်ပါလို့ရှင်။အသီးနှံတွေကိုစားထည့်တာနဲ့မူးခေရှင်ကိုတော့အမြင့်ဆုံးမှထားပြီးတော့ကြော်ပေးပါမယ်ရှင်။ ကောမပြည်ချုပ်ကိုဆိုင်းမဝယ်ဆိုင်းရတာစီးကြည့်တော့အိမ်မှာအခုလိုမျိုးကြုံစားကြရတယ်ဆိုင်းကြော်တဲ့အရသာအတိုင်းပဲဆိုင်းရတာတော်တော်လေးစောင့်လို့ကောင်းပါတယ်ရှင်ဘုံလာဥနေနဲ့ပန်းခေါ်ပြီးကိုထက်ပြီး10မိနစ်လောက်ငွေကြော်ပြီးသွားပြီဆိုရင်တော့စက်တုံးမိတ်ကလွယ်ပြီးတော့ကြံတဲ့အသီးနှံလေးအားလုံးကိုထည့်ပြီးတော့ကြော်ပြီးပါမယ်ရှင် ဒီနဲ့အားလုံးထည့်ပြီး10မိနစ်လောက်ငွေကျော်ပေးသွားပြီဆိုရင်တော့ sauce အရင်ဖြော်ထားတာလေးကိုထည့်ပါမယ်။ယူသီးကျော်ထားတာလေးကိုလည်းထည့်ပါမယ်။ဒီထန်နေအားလုံးထည့်ပြပါရနော်အဆူဆူပေါင်းကြခြင်းရ၄မိနစ်လောက်ကြောပြပြရနော်ရပါပြီရှင်။ကောမန်ကြီးကျော်ကအသီးရွက်တွေတအားကြီးနွမ်းသွားတယ်ဆိုရင်စားရတာစားလို့ကောင်းပါဘူးရှင်။ ဒါကြောင့်မလို့အရသာလည်းကိုစိတ်ကြိုင်အနေတော်ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးကိုချကန်လေးမှာတက်တုံလေးယူထားတာလေးကိုထည့်ပေးပြီးရေနော်မိပိတ်လိုက်လို့ရပါလို့ရှင်ဖြစ်ဆိုရင်တော့အနံ့ရတန်နဲ့ပြည်စုံတဲ့တရုတ်ဟင်းလျာတမျိုးဖြစ်တဲ့ကုံမွန်ကြီးကျော်ကတော့စားဖို့အဆင်ပြေဖြစ်နေပါပြီရှင်။ ။ပါဝင်ပစ္စည်းအနည်းငယ်များပင်လည်းအိမ်မှာပဲလွယ်လပ်ကူကူပဲကြော်စားလို့ရလို့တစ်ခါတော့ကြော်စားကြည့်ကြပါနော်။ဗိုင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။